မေရာမအမြဲတရှိကြနေဘူးဒီကကမီးလေးတွေရဲ့လေအာသာချက်အားနည်းချက်ဆိုဘာလေးလဲအာသာချက်ကအာသာချက်ကချစ်ဖို့ကောင်းတယ်အားနည်းချက်ကကြတော့နည်းနည်းလေးဆိုးတာဩငါရဲ့ချမ်းနေမင်းကို now tell over my blue ဝေးလို့တိတ်မမိကိုတတ်ဘူးလို့ပဲပြောရမလားဟိုကိုတယောက်တည်းရှိရဖြစ်တဲ့အတွက်ပေါ့เนาะအားရင်းကျတော့တခါလေဝေးလို့တိတ်မကြည့်ပေးတတ်ဘူးပေါ့အဲအဲ့ဒါလေးပါ သမီးလေးတွေရဲ့အာသာချက်အားနည်းချက်ဆိုတာလေးရှိတယ်။အာသာချက်ကအာသာချက်ကချစ်ဖို့ကောင်းတာ။အားနည်းချက်ကကြတော့နည်းနည်းလေးဆိုးတာ။အော်အဲလို့ပြောနောက်တာပါ။အာသာချက်ကတော့လေရောအဲ့လိုမျိုးကိုဟိုဟိုဘေးလို့တိတ်မမိကိုတတ်ဘူးလို့ပဲပြောရမလားဟိုကိုတယောက်တည်းရှိရဖြစ်တဲ့အတွက်ပေါ့เนาะအားနည်းချက်ကတော့တခါလေဘေးလို့တိတ်မကြည့်ပေးတတ်ဘူးပေါ့အဲ့ဒါလေးပါပဲ တယ်။အကြအကြလေးရောနည်းနည်းကြီးရပါဘော။ ့အဲ့မေရောအဲ့လိုမျိုးဒါမျိုးပဲအရင်တော့ဆိုလို့ရှိရင်တော့ play ပဲတော့တော့ဒါအရင်အမြင်နဲ့ပါဟုတ်ဟုတ်အမဟုတ်အခုလည်းပါပါတယ်ပါဆိုတော့အဲ့လို shooting နေတာမလိုက် တော့တာလေဟိုဘောဒါမဲ့လူပြောရမလဲဒီလိုပွဲတက်နေပါလေဆိုတော့ပါတယ်အဲလိုက်တယ်အဓိကမမြက်လဲသူ့လုံးနဲ့သူ့နောက်ပြီးကျမအေးရဆိုလဲပလဲကို shooting နေစီလဲ shooting နေကပင်မန်းနေလူတွေပိတ်ကားပေါ်မှာကြည့်လိုက်တာဟဲဒါလေးဟဲလှလိုက်တာပွဲတက်နေဆိုလဲဟဲလှလိုက်တာဒါမဲ့အရန်ပင်မန်းနေနောက်ွယ်မှာလေ ဆောက်ရတဲ့လူကပုံပင်မဲ့နေဆိုတော့အဲ့လိုတိတ်မလိုက်တာပေါ့ဗောငငယ်တော့စိတ်မချအောင်ဒါပေမဲ့အခုကစိတ်ချရတဲ့ဘိုင်းဗလဲလဲအသက်ရွယ်သူရလာရဲ့ကိုကိုထိန်းချောင်းနိုင်နေဆိုတော့အဘိုင်းရောက်လာတဲ့ခါမျိုးမှာကြာတော့ဟိုသူလဲတိတ်လိုက်ဆရာမလို့တော့ပေါ့အဲ့လိုပါပဲဒါပေမဲ့ ဟိုအများန်းတော့နောက်ပြန်มาရှိတယ်အများန်းတော့ဟိုတကယ်အရေးကြီးတဲ့ကိစ္စတွေပေါ်မှာတော့အများန်းသူ့ရဲ့အမမရဲ့လွမ်းမှုမှုနဲ့အာဒါသူ့ရဲ့ supporting တွေကအများန်းရှိတယ်အဲ့တော့ချို့တွေကတော့အမတိတော့ဘူးမရှိတော့ဘူးလို့ထင်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးအနောက်မှာတော့ရှိတယ်ရှိတယ်ရှိတယ်အဲ့တော်တော်ညှိယူပါတယ်ခါလေးကြတော့လဲတားသမီးနဲ့မိဘဆိုတော့ စကားများရံဖြစ်တာတော့ဖြစ်တာပေါ့နော်ပြီးတော့မမီကြာလည်းသူကဟိုဟိုလူကြီးစော်ကလေးကြာရင်စိုးရိမ်နေလူကြီးစော်ကလေးကြာရင်အာဘယ်လိုပြောမလဲ ဟိုအခုခင်နဲ့မှာတချို့ဟိုကွာဟာချက်လေးဒါတော့မမြတ်ရန်ခင်မီရဲ့မမီအမေအဲ့လိုဆိုတော့သူအလုံးလုံးငယ်လူဆိုတော့သူတိရဲ့ချွတ်ဒါပေမဲ့တိပင်မဲ့လဲမိဘဖြစ်တဲ့အတွက်စိတ်ပူရဲ့စိတ်မချအောင်အဲ့လိုမျိုးစီမင်းစီကန်းနဲ့ပေါ့ငငယ်လေးကလည်းစီမင်းစီကန်းနဲ့အဲပဲထိန်းကြောင်းခဲ့တာဆိုတော့အဲ့လိုလေးတော့ချိုးကိစ္စရမှာကြာခါလေးလဲ ိုကလူငယ်ဆိုတော့လူငယ်လိုက်အဲကျို့ဟာလေးမှာနည်းနည်းလေးဟိုလွတ်လပ်ခွင့်လေးလိုချင်တာမျိုးလေးရှိရခါမျိုးမှာပြောရဆိုရပါဒါပေမဲ့အော်ဒါပေမဲ့တကယ်တမ်းမှာဖဲလို့ပဲလို့လို့ပါအဲ့လိုမျိုးသမီးကိုလိုက်ပြီးတော့ထိန်းချုပ်ပြီးတော့ကြက်ကင်မျိုးအဲ့လိုလုပ်နေအမေမျိုးတော့မဟုတ်တော့ဟိုတစ်ဖက်တစ်ဖက်လမ်းမှာလဲကိုကဟိုဟိုဒါမမီးကစိတ်ပူလို့ဟိုပြောတာပါဆိုပြီးတော့လဲခါလေးဟိုဖြေလျှော့ရတာပေါ့ညီညီယူရတာပေါ့ဟိုဒါသမီးနဲ့မိပါတော့ ဟုတ်မမကြီးကတော့ပလဲကိုသွားတယ်သွားအဲ့လိုမျိုးဟိုဆရာဝင်ရယ်လို့တော့ပဲမြင်စင်တယ်အဲအနုပညာရှင်ရယ်လို့မြင်စင်တယ်အဲ့လိုမျိုးမဟုတ်ဘူးသူကမမကြီးကဘယ်လိုလူမျိုးလဲဆိုတော့ဘာလို့လို့လို့ အာနေရာတစ်ခုရောက်ရမယ်အာထူးချွန်ရမယ်ဆိုရဲအနေထားမျိုးကိုသူကသွားစီစဉ်တယ်ဆိုတော့အဲ့ဒီကိုလုံးငယ်လုံးမှာအာအထိုက်လျောက်အောင်မြင်တယ်အမြင်မှုရှိရဲထူးချွန်တယ်ဆိုရင်သူဈေးနဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးဘာမှမလုံးနေဘူးတော့ဘာမှမဖြစ်နေဘူးဆိုတော့သူကြိုက်အဲ့တော့ဆရာဝန်နေအရင်တော့ကဆရာဝန်တူအနေနဲ့တော့မြင်စီချင်တာပေါ့နော်ဒါပေမဲ့သူသမီးကကြတော့ဒီဘက်အလုံးမှာပိုအားတန်လာတဲ့ခါမျိုးမှာကြတော့မှာမြေကဒီလုံးနဲ့ပတ်သက်ပြီးတော့လေဟမ်းမင်း က်ကင်တာမျိုးမလုပ်ရဘူးအဲ့မျိုးတော့မရှိပါဘူးဟုတ်ဒါလေးခုနှစ်ကဘာလို့ကွန်ဆယ်လေးပြရမလဲဟုတ်နည်းနည်းအမိုက်စားလေးပေါ့အာပြီးတော့ခဲမှာတော့ကိုကကိုကိုချစ်နေတဲ့ကောင်လေးကိုကိုကဘလို့တုံးချပြီးဘလို့ခိုင်းစားမလဲပေါ့အဲ့လိုချစ်ယူမှလေးပေါ့အဲ့ချစ်မယူတဲ့မှာချစ်မယူတော့ဒါကတော့ယောက်ျားလေးကိုခိုင်းစားမယ်ပေါ့အဲ့အဲ့ character ပါအဲ့ character ပါ ဘာသင်ရည်ကြီးနဲ့ပတ်သက်တဲ့သူမေတ္တာရှင်မာကြီးလို့ဝင်စဲစားနေတနိုင်ကြောင်မှာသူစင်မိုးအနိုင်တို့ချင်အဲလေဟိုအားဖေးရဲ့ပြိသက်တွေပေါ့နော်အအများကြီးကျေးဇူးတင်တယ်အအရင်တော့ miss ဘဝတော့လည်းအားဖေးရဲ့ပြိသက်တွေရှိရဲအခုတရုတ်ဆောင်နေနဲ့မြင်တွေ့တော့မှအားဖေးရဲ့ပြိသက်တွေအကုန်လုံးအမြဲစူးစမ်းနေပါတယ်တချို့တွေလည်းမလဲဟိုဟို negative comment တွေအရတွေ့ရယ်တွေ့ရတဲ့ပုံမှာလည်းဘယ်လိုမှမခံယူဘူးဒါဆိုကိုယ်ကြိုက်နေကိုပဲဘလဲကအမပေးလို့လဲသူတို့စိတ်မစိုးဘူးအဲဒါမဲ့ဘလဲကိုချစ်တဲ့ပရိသတ်လက်သုံးစာဆိုပဲဘလဲဒီလောက်ကိုစူးစမ်းပြီးလုပ်နေရဖြစ်တဲ့အတွက်သူတို့တော့ပဲထပ်ပြီးတော့ပူကောင်းအောင်လုပ်မယ်ပူစူးစမ်းမယ်လို့ပြောချင်ပါတယ်လို့ဟုတ်ဟုတ်အာလေချွန်းနတ်မှာဟိုဘလဲရောဟိုဘလဲကတော်တော်လေး character ကွဲတယ်ကွဲတော့လေအာ ဘယ်လိုပြပရိသတ်တွေအနေနဲ့ဒီကားကိုစီးပြီးတော့လဲဩဘယ်လဲဒါမျိုးလဲတက်ပါလားဆိုတာမျိုးလေးဖြစ်ဖြစ်မယ်လို့တော့မျှော်လင့်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါ